ဒီနေ့လေမွေဖွာတော့မိတ်ဆွေအားလုံးမင်္ဂလာပါ2025 April လတလတာအတွက်တဲရော့ကပြောတဲ့ကံကြမ္မာကတော့2025 April လတလတာအတွင်းမှာတနင်္ဂနွေသားကြီးများရရှိတဲ့နှမိတ်ကတော့ဘုံကြီးဆိုတဲ့ကပ်ပြား အဲ့တော့ဧပြီလထဲမှာတနင်္ဂနွေနေ့မျိုးပေါ်သောမိတ်ဆွေများအားလုံးအလူဒန်းကိစ္စဘာသာရေးကိစ္စတွေအရင်ထပ်ပို့ပြီးတော့လောရလိမ့်မယ် pride သူတို့ဘာအလုပ်တွေကူညီခြင်းဖြင့်ဟလာပျော်ရွှင်တဲ့တလကိုဖြတ်တန်းပါလိမ့်မယ်အိမ်တော်ကြီးကန်ချီကန်အားကောင်းပါတယ်ငွေနဲ့ပတ်သက်ရင်လည်းအဝင်တော်ပါလိမ့်မယ်အဲ့တော့ထွက်ထားတဲ့ငွေတွေလည်းပြန်ပြီးတော့ဝင်ကိန်းရှိပါတယ်ဒီလိုကာလမျိုးမှာမိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်တော့အထူးသတိထားဖို့ရည်ကြီးပါတယ် အယံကာရောဘုရုမယံမယုံမာနဲ့နောက်ကျောကိုဓာနဲ့ထိုးတဲ့မိတ်ဆွေမျိုးကိုတွေ့ရတတ်ပါတယ်။အိန်နောင်ဤကံခြေဤကံကလည်းအစိုးဝိုင်းမဟုတ်ပေမဲ့တခါတလေမှသူတို့ဘာအလုပ်ကိုကူညီခြင်းအားဖြင့်ခြေဤကံအိန်နောင်ဤကံဟာညံ့သွားတတ်တယ်။ဘာကြောင့်လဲဆိုတော့မိသားစုအတွက်ကြည်တာမဟုတ်ဘဲနဲ့သူများကိုကြည်ခြင်းအားဖြင့်ကိုယ့်ရဲ့အိန်နောင်ရှင်အိန်နောင်ဘက်တွေဟာမနာလိုဖြစ်တတ်တယ်ဆိုတဲ့တလတာကိုဖြတ်တန်းနေပါတယ်။ဒါကိုတော့တနင်္ဂနွေသားကြီးများအားလုံးသတိထားစီလိုပါတယ်။ ထီထိုးကန်ကန်စမ်းမယ်ဆိုရင်ဒီတလအတွင်းမှာငါးတလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပတ်အဖြစ်ထီထိုးပါကန်ကောင်းစေတဲ့အရာကတော့အစိမ်းရောင်ဖြစ်ပါတယ်ဒီတလအတွင်းမှာအားလုံးအစဉ်ပြေချုံးဝေးဖို့ဆိုရင်အိမ်ဖះမှာ မုံလုံးရေပေါ်ဆယ်လုံးမဲ့ဖះကိုစွန့်တော့ကပါကြံတဲ့ပူတဲ့ဟာတွေကိုဘေးမှာရှိတဲ့သူတွေကိုအားလုံးလက်ဆောင်ဝေပေးခြင်းအပြင် ကျွေးမွေးအခမ်းကျွေးမွေးခြင်းသတုတိစာပေါ့မလုံးကြီးပေါ့သတုတိစာကျွေးခြင်းအားဖြင့်တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးဧပြီလတလတာလုံးအားလုံးကံကောင်းပါလိမ့်မယ်ခင်ဗျာကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မိဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညာနှစ် Viber ဖွင့်ထားတယ်ပြီးရင် KB ဝေဖွင့်ထားတယ် ကိုသိကျင်တဲ့အကြောင်းအရာလေးကိုဖလှမ်းပြီးတော့ဆက်သွယ်ပါပြန်ပြီးတော့မဆက်သွယ်လို့ရှိရင်လည်းစိတ်မဆိုးပါနဲ့လို့တခါတည်းပြောပြစေအဲ့တော့တရင်ရင်မူဖွားသောမိတ်ဆွေများဧပြီလတကြံကာလမှာအေးချမ်းစွာဖြင့်ပျော်ရွှင်စွာဖြင့်မိသားစုအားလုံးငြိမ်ငြိမ်ချမ်းချမ်းဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာဘောသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွင်း တလန်နေမွေးဖွားသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးက The Star ဒူဝင်ကျဲကောင်းကင်တမွတ်ကျဲကိုစွတ်မယ်ဆိုတဲ့နမိတ်မျိုးကိုဆိုလိုတာပါအဲ့တော့ဒီဒူဝင်ကျဲဆိုတဲ့ကပ်ပြားဟာအကောင်းနဲ့ဆိုဆိုရင်တလန်နေမွေးဖွားသောမိတ်ဆွေများကောင်းတဲ့နာမည်ဂုံတိတ်ခါတွေဂုံတရင်တွေတူးတက်မယ်ဆိုတဲ့တလန်ကိုဖြတ်သန်းနေပါတယ်အလုတ်ကင်အစဉ်ပြေမယ်ငွေကြီးအစဉ်ပြေမယ်သူတို့ဘာရှိရအကူညီကောင်းထောက်ပံ့ကောင်းရဲ့လဲရမယ်။နောက်ပြီးတော့အခြေခံအင်တော်ရေးကံလဲကောင်းပါတယ်။ ဒါပေမဲ့သတိထားစရာအကြောင်းရှိတာပစ္စည်းတစ်ခုကိုလိုချင်တယ်အိမ်တော်ဘက်ပဲဖြစ်ဖြစ်ချစ်သူကြီးစားပဲဖြစ်ဖြစ်မရလို့နည်းနည်းစိတ်ဆူစိတ်ကောက်တာလေးတွေတော့သတိထားစီလိုပါတယ်ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်ခொနှစ်တစ်လုံးတည်းကိုအပိုင်ကင်ပြီးတော့တန်းလာနေမွေးဖွားသောမိတ်ဆွေများကံကောင်းမဲ့အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစီသောအရာကတော့နှီးညူအောင်ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စပေါ်လာရင်အိမ်ဖះမှာတောက်တော်ရေးအေးအေးလေး လူချင်းအားဖြင့်ရေလူချင်းအားဖြင့်အိမ်ပြားမှာဆိုလဲတောက်တော်ရေလူမယ်နောက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေတကယ်ရေငတ်နေတဲ့သူကိုလည်းဘုန်းကြီးယဟန်းကိုရေသန့်ဘူးလူချင်းအားဖြင့်လဲအဒလန်နေမူပေါ်သောမိတ်ဆွေများတလားလုံးအေဂျင့်စွာဖြတ်သန်းနိုင်ပါလိမ့်မယ်အဲ့တော့ဒီဧပြီလတလအတွင်းမှာတကယ်လို့အလူတန်းလုပ်ချင်တယ်ဆိုရင်အေးသောအရာဆိုတာကျွန်တော်တို့ရွှေရင်အေးတို့မုတ်လက်ဆောင်တို့စသဖြင့်ရေခဲပါတဲ့မုတ်တစ်မျိုး ရုတီစာကျွေးမွေးအခမ်းအကျင်းအပြင်ဧပြီလတလတာလုံးမှာအေးချမ်းစွာဖြတ်သန်းနိုင်ပါလိမ့်မယ်အဲ့တော့တင်လာနေမူပါသောမိတ်ဆွေများအနေနဲ့လည်းကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးဖို့ဆိုရင်၄၃လုံး၅လုံး၈၃ညနှစ်ထဲမှာ KB ဝေဖွင့်ထားတယ်ဘိုင်ဘာဖွင့်ထားတယ်အဲ့ဒီကနေဆက်သွယ်ပါအကယ်၍ကျွန်တော်ကပြန်ပြီးမဆက်သွယ်နိုင်လို့ရှိရင်လည်းစိတ်မဆိုးဘူးเนาะနားလည်းခွင့်လို့ပြီးစီလို့ပါတယ်အဲ့တော့ဒင်လာနေမွေးဖွားသောမိတ်ဆွေများအားလုံးတကြံတွင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့အလှူဒန်းနေများများလုံနိုင်ကြပါစေ အေးချမ်းကြပါစေ။တကြံရင်နဲ့တူညံ့ခိုက်တဲ့အားလုံးကင်းစင်လွတ်ပြောက်ပြီးတော့ဒီ2025တနှစ်တာလုံးလည်းအေးချမ်းကြပါစေ။ငါနေ့မူခေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025 April လတလတာအတွက်အင်္ဂါနေ့မူခေါ်သောမိတ်ဆွေတို့ရရှိတဲ့နမိတ်လေးကတော့ Justice ဆိုတော့ညီညွတ်ခြင်းမြတ်တာခြင်းဆိုတဲ့ကပ်ပြားလေးတဲရော့ကတ်ကနမိတ်ရပါတယ်။အဲ့တော့ညီညွတ်ခြင်းမြတ်တာခြင်းဆိုတာအင်္ဂါနေ့မူခေါ်သောမိတ်ဆွေများအားလုံးဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုယ့်ဘက်က ီမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့လိုတယ်မှန်မှန်ကန်ကန်သိဖို့လဲလိုတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ်စောင့်တဲ့တွေကိုယ်ကိုစောင့်ရှောက်ပြီးတဲ့ပုံကူတွေတလာလုံးစောင့်ရှောက်ပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မှားတာကိုမှားမှန်သိနေပါလျက်နဲ့အဲ့အမှားဘက်လိုက်ပြီးတော့ဘာနဲ့တူလဲဆိုလို့ရှိရင်ငွေမျက်နှာနဲ့လူဒီအမှန်တရားနဲ့မှာငွေမျက်နှာကိုလိုက်သွားလို့ရှိရင်တော့ဒါအင်္ဂါနေ့မူပေါ်သောမိတ်ဆွေများပြက်တယ်ဆိုတဲ့နမိတ်မျိုးကိုဆိုတာเนาะဒါဆိုရင်ကျွန်တော်တို့ဒီကပ်ပြရဲ့နမိတ်ကတော့ အကောင်းသင်းမှာပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကမှန်ဖို့အရေးကြီးတယ်မှန်တာကိုမှန်ဖို့မှားတာကိုမှားတယ်လို့ပြောရဖို့တတိရှိရှိရမယ်ဆိုတဲ့နမိတ်မျိုးဖြစ်တယ်အဲ့တော့ငွေကြေးကိစ္စအစဉ်ပြေမယ်မှန်ဖို့လိုတယ်ခြေရေးကိစ္စအိမ်တော်ရေးကိစ္စလည်းအစဉ်ပြေမယ်မှန်ဖို့လိုတယ်အလုပ်ကိစ္စတွေလည်းအားလုံးအောင်မြင်တိုးတက်မယ်အဲ့တော့အားလုံးနဲ့ပတ်သက်ပြီးတော့ချင့်ကျင်ဖို့လိုတယ်ဆိုတော့နားလည်ပြီးပါအဲ့တော့ဒီလိုကိမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်တစ်တလုံးလေးကို အပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေဌီနံဘက်ဖြစ်ဒီထိုးပါကံကောင်းမဲ့အယောင်ကအစင်းရောင်ညညူရောင်ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဘာပဲလှုပ်လှုပ်အစဉ်ပြေချောမွေးဖို့ဆိုရင်ဒီဧပြီလတစ်လလုံးမှာသရုတီစာအလှလုံးမယ်ဆိုလို့ရှိရင်အေးတဲ့အရာမလုံးကျွန်တော်တို့ရွှင်အေးတော်လကောင်းမုတ်လက်ဆောင်တော်လကောင်းအိမ်ပြားမှာလဲလှူမယ်ပြီးရင်ဘေးပတ်ပတ်လဲလဲအေးလေးတွေပေါ့နော်ဒါ ဇဒုတီစာပြုလုပ်ခြင်းအပြင်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများကုသူတရားလည်းရမယ်ဧပြီလတလတည်းမဟုတ်ဘူး2025တနှစ်တာလုံးလည်းအေဂျင့်စွာဖြတ်သန်းနိုင်မယ်အဲ့တော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများကျွန်တော်နဲ့ဓာတ်ရိုက်ပေးတယ်မေးဖို့ဆိုရင်၄လုံး၅လုံး၈၃ညနှစ်မှာဗိုက်ဘာဖွင့်ထားတယ် KB weight ဖွင့်ထားတယ်ညံဘူးစောက1000ခွဲဖြစ်ပါတယ်တူဦးကိုအဲ့တော့အရေးကြီးရင်မေးလို့ရပါတယ်အကယ်၍အရေး ကြီးလို့မေးပေမဲ့ကျွန်တော်ဘက်ကအချိန်မအားလို့ပြန်မဖြေနိုင်ရင်လည်းနားလဲခွင့်လို့ပေးစီလိုပါတယ်အဲ့တော့အင်္ဂါနေ့မိုးပါသောမိတ်ဆွေများဧပြီလ2025ဇန်နဝါရီတလလုံးအလူတန်းနေများများဆဆပြုလုပ်ပြီးတော့မိသားစုလိုက်ပျော်ရွှင်အေဂျင့်ကြပါစီကြံရင်နဲ့အတူအညံ့နေကင်းစင်လွင့်ပြောက်ပြီးတော့2025တတတလုံးကောင်းကျိုးချမ်းသာတွေရကြပါစီဗျာဘုန်းနှင့်မူပါသော မိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွက်ဗုဒ္ဓနေ့မူပါသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့နမိတ်ကလေးရရှိပါဒါဆိုရင်ဗုဒ္ဓနေ့မူပါတဲ့မိတ်ဆွေတွေအားလုံးဟာဧပြီလထဲမှာအလုံးမရှိဘူးဆိုရင်အလုံးပြန်ရပါလိမ့်မယ်ပတ်စံမရှိဘူးဆိုရင်ပတ်စံနေပြန်ဝင်ပါလိမ့်မယ်ဟာကိုယ့်ရဲ့ဂုံတိတ်ကာတွေကိုယ့်ရဲ့ဒီဖြစ်ခြင်းတဲ့အကြောင်းအရာတွေအရင်ကမဖြစ်ခဲ့ဘူးဆိုရင်ပြန်ဖြစ်မယ်အဟောင်းတွေပြန်လိုအပ်တတ်တယ် ဆိုတဲ့နမိတ်မျိုးပြန်ဖြစ်မယ်ဆိုတဲ့နမိတ်မျိုးဆိုပါတယ်အဲ့တော့ငွေနဲ့ပတ်သက်ရင်အရင်တော့ကုန်ထားတာပြန်ဝင်မယ်အခြေကိစ္စအင်တော်ကြီးကိစ္စဆိုလို့ရှိရင်လည်းအရင်တော့စိတ်ညစ်ထားတာတွေအားလုံးပြန်ပြီးတော့ဧပြီလမှာပြန်အဆင်ပြေပါလိမ့်မယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအရင်တော့ဟလာကိုအကူအညီမရဘူးဆိုရင်ဧပြီလထဲမှာဗုဒ္ဓနေ့မူပါသောမိတ်ဆွေများတေချာပေါ့ကျွန်တော်အကူအညီကောင်းရပါလိမ့်မယ်နာမည်ဂုံတရင်တွေတိုးတက်မယ်မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာအဟောင်းတွေပြန်ပြီးတော့ပြန်ချိတ်ဆက်ရတတ်တဲ့ဟို ဆွေမျိုးသားချင်းနဲ့လည်းပြန်ဆောင်တတ်တယ်။ကောင်းသောနမိတ်ပါဒါတွေကဗုဒ္ဓနေမူပါသောမိစေများထီထိုးကန်ဆန်းမယ်ဆိုရင်နှစ်တလုံးတည်းကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံဖတ်ပြစ်ထီထိုးပါ။ကံကောင်းတဲ့အကြောင်းကအဖြူရောင်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စကိုကိုလှုပ်ကျင်တဲ့ဆန္ဒတွေမြန်မြန်ပြည့်ကျင်တယ်ဆိုရင်တဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဆွေမျိုးသားရင်းဘိုးဘွားမိဘတွေကိုတည်ဆုံးသွားပြီးတဲ့ဘိုးဘွားမိသားမိဘတွေကိုရည်ရွယ်ပြီးတော့အလှလုပ်ပါတဲ့ ပေးဆုံးသွားပြီးသောသူများကိုမြတ်တာဖို့အမျှပေးပါအမျှဝေပါတဲ့ဒါဆိုရင်ဗုဒ္ဓနဲ့မွေးပါသောမိစေများတလားလုံးအေဂျင့်ဆိုတာဖြတ်သန်းပါလိမ့်မယ်အဲ့တော့ဒီဧပြီလထဲမှာဗုဒ္ဓနဲ့မွေးပါသောမိစေများဇရုတိစာခုနှစ်ရက်သားသမီးကိုကျွေးမွေးအခမ်းကျင်းတဲ့ဆိုရင်အချို့ရေးအေးတဲ့အရာလေးတွေရွှေရင်အေးမုတ်လက်ဆောင်ဒါလေးတွေကျွေးမွေးခြင်းဒါပေမဲ့အဲ့ထဲမှာမှမဖြစ်မနေလောက်အောင်မှာကတော့ မုတ်လုံးရေပေါ်ဆယ်လုံးကိုအိမ်ဖျားမှလူပြီးကြံနဲ့ပိုတာတွေအကုန်လုံးကိုဝေငှခြင်းအားဖြင့်လဲဘူရုနဲ့မူပေါ်တော့မိတ်ဆွေများဧပြီလထဲမှာပို့ပြီးတော့သူများထက်ကိုကန်ကောင်းပါလိမ့်မယ်အဲ့တော့ဒီလိုဂိမ်းမျိုးမှာအဲ့အကောင်နဲ့အဆိုးဆိုရင်အကောင်ထဲမှာဖြစ်တဲ့တကြောင်မလို့ဟာလာဘူရုနဲ့မူပေါ်တော့မိတ်ဆွေများအားလုံးပြောစရာဆိုးတဲ့အရာညံ့တဲ့အရာကိုပြောစရာပြောခွင့်ရမရှိပါဘူးအဲ့တော့ ကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးမယ်ဆိုလို့ရှိရင်လေ၄လုံး၅လုံး၈လုံးညာ2 KB weight fiber ဖွင့်ထားပါတယ်ညံဘူးစောက1000ဝက်တယောက်ကိုယူပါတယ်အချိန်အရရင်စင်ပြေလို့ရှိရင်ဟောပေးပါမယ်မအားတဲ့ဂျားတွေကဟောပေးရခြင်းဖြစ်တယ်အကယ်၍ကျွန်တော်နဲ့ဆက်သွယ်လို့လို့ဖုံးမကန်ဖြစ်တာအစသဖြင့်ပို့ထတာမမြင်လို့ရှိရင်လည်းနားလည်ခွင့်လို့ပြီးစီလို့ပါတယ်ဗိုလ်ထုနေမွေးပါသောမိစေများအားလုံး2025 April လတကြံတလတော့မှာ အန္တရာယ်ကင်းစွာဘေးရှင်းစွာအေးချမ်းစွာဖြင့်မိသားစုညီကိုမောင်နှမအားလုံးဆွေမျိုးသားချင်းတွေအားလုံးတိုင်ဝိုင်းတွေအားလုံးအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာဂျာသာပတိနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပတိနေ့မွေးဖွားသောမိတ်ဆွေအတွက်ရရှိတဲ့နမိတ်ကလေးကတော့2025ဧပြီလတစ်လအတွင်းမှာဒီတေရိုကပ်ပြားရဲ့နမိတ်ကတော့ The Magic လို့မော်ဝိဇာဆိုတဲ့ကပ်ပြားလေးရရှိပါတယ် အဲ့တော့မော်ဝိဇာဆိုတဲ့ကပ်ပြားဟာဂျာဇာဝတီနေ့မွေးဖွားသောမိတ်ဆွေများဒီဧပြီလထဲမှာအဆအဆအရာရာတတိလီထားစီလိုပါတယ်တဲ့အယန်းကြီးအယန်းကာယောကြီးတွားပြီးတော့မယုံပါနဲ့တဲ့ရင်းနေတဲ့မိတ်ဆွေအတိုင်းဝိုင်းဆွေမျိုးသားချင်းအားပဲကိုယ့်ကိုဒုက္ခပေးတတ်တယ်တဲ့အချီးငားတွေမလုပ်ပါနဲ့တဲ့ကိုယ့်ဘက်ကပေးကျင်တယ်ဆိုလို့ရှိရင်ချီးကျင်တယ်ဆိုလို့ရှိရင်လှူလိုက်တာကောင်းတယ် နောက်မှပြန်ပေးမယ်နောက်ဒါလေးမှတ်ထားပါဆိုရင်အဲ့ပစံရမှာမဟုတ်တော့တခါတည်းလှူလိုက်တာကောင်းတယ်မပြီးကျင်လည်းမရှိဘူးလို့ဒါပြောလိုက်ပါတဲ့အဲ့တော့ငွေကိစ္စနဲ့ပတ်သက်လှည့်ပြမှုခံရတတ်တယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအလေညာလေးတွေနည်းနည်းများတတ်တယ်အဲ့တော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်ကြားမှာဘာမှမဟုတ်ပဲနဲ့လေကိုယ်စကားလေးပြောဒီစကားလေးပြောအဲ့စကားလေးတွေအားစားရံများစရာလေးတွေပေါ်ပေါ်လိမ့်မယ်အဲ့တော့ဒါတွေကစိတ်ညစ်ရမယ့်အရာတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်လို့ရရတယ်လို့ပြောလို့ရတာပေါ့ ဆိုတော့အကောင်းဆုံးကတော့တယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရှိရင်တော့ကျန်စာပရိနေမွေးဖွားသောမိတ်ဆွေများအားလုံးအဆင်ပြေချောမွေးပါလိမ့်မယ်အဲ့တော့ဒီလိုကာလမျိုးမှာထီထိုးကန်ဆန်းမယ်ဆိုရင်တက်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်အဖြစ်ထီထိုးပါကန်ကောင်းစေသောအယောင်ကအနီရောင်ရဲရဲလေးဖြစ်ပါတယ်အဲ့တော့ခီးထွက်မယ်ဆိုလို့ရှိရင်ထွက်လို့ရတယ်အနက်ရောင်ရှောင်းပါအဝါရောင်ဆောင်သွားပါတယ်အဲ့တော့ဒီကာလမျိုးမှာ ဘယ်ကိစ္စပဲဖြစ်ဖြစ်အဆင်ပြေချုံးဝေးဖို့ဆိုရင်အိမ်ဖျားမှာပန်းစီမီရေချမ်းလှူခြင်းအပြင်ဒါဒီတပတ်ဟိုဒီတလအတွင်းမှာဣဗရလတလအတွင်းမှာဂျာသာပရင်းနေမှုဖွားတော့မိတ်ဆွေများအဆင်ပြေပါလိမ့်မယ်အလူတန်းလုံးမယ်ဆိုလို့ရှိရင်တော့တဲ့သရုတိစာခொနည်းသားသမီးကိုကျွေးမွေးအပ်ခံမယ်ဆိုရင်တော့မိုလ်လုံးကြီးပေါ်ဆယ်လုံးကိုအိမ်ဖျားမှာစွန့်တော့ကံကြံတဲ့ပူတဲ့ဟာတွေအားလုံးရက်ွက်ထဲမှာရှိတဲ့ကလေးတွေရောလူကြီးတွေရောအကုန်လုံးဝေပေးလိုက်ပါတဲ့ အထုပ်လေးနဲ့ဝေပေးရင်ပိုကောင်းတာပေါ့နော်အဲ့တော့အကယ်၍အေးချမ်းမှုတွေရကြတယ်ဆိုရင်ရွှေရင်အေးရေခဲပါတဲ့အေးပါတဲ့အရာလေးတွေကိုဆလာဇရုတီစာကျွေးမွေးအခါမှာဒါဆိုရင်တော့ကြာစာပတိနေမွေးပွားသောမိတ်ဆွေများပူပြီးတော့ဘုန်းကန်တွေတက်မယ်ဇာတာတွေတက်မယ်အကောင်းဆုံးကတော့နှစ်စံတည်နေကြရင်တော့ခေါင်းစည်းမင်္ဂလာတော့တေချာလေးလုပ်ပေးပါအညံ့နေအားလုံးပူပြီးတော့ပြေပြောက်သွားဖို့ပေါ့ခေါင်းစည်းမင်္ဂလာနဲ့ပတ်သက်တာလုပ်ရင်တော့ပူပြီးတော့နမိတ်ကောင်းပါလိမ့်မယ်ဆိုတော့ကျွန်တော်နဲ့ဗေဒင်တိုက်ရိုက် ကြာသာရင်းနေမူပါတော့မိတ်ဆွေများမေးဖို့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညာနှစ်မှာ Viber KB Wave တယောက်ကိုတပေါင်းခွဲသတ်မှတ်ထားတယ်အဆင်ပြေတဲ့ရှင်အားရရှင်ဟောပေးပါလိမ့်မယ်အဆင်မပြေဘူးဆိုတော့ဟောဖို့အဆင်ဟိုကျွန်တော်တို့မအားရင်တော့ခွင့်လွတ်ပေးစီလိုပါတယ်အဲ့တော့ကြာသာရင်းနေမူပါတော့မိတ်ဆွေများအားလုံး2025 April လမှာအေဂျင့်စွာဖြင့်တကြံရင်နဲ့တူဟလာအញ្ញံခိုက်တွေကင်းစင်လွန့်ပြောက်ပြီးတော့နှစ်သစ်ကိုလည်းအေဂျင့်စွာဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ တောက်ကြနေမူပေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလစာမှာတောက်ကြနေမူပေါ်သောမိတ်ဆွေများရရှိတဲ့နမိတ်ကကံကြမ္မာလှဲဘိန်းဆိုတဲ့နမိတ်လေးရရှိပါတယ်အဲ့တော့ဧပြီလတလထဲမှာတောက်ကြသားသမီးများအားလုံးငွေကံကောင်းမယ်ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ်နောက်အလုတ်ကံကောင်းမယ်အချီးကံအိမ်တော်ကြီးကံကောင်းမယ်ဧပြီလထဲမှာထူးထူးခြားခြားအလှူဒန်းတွေလည်းလုပ်ရပါလိမ့်မယ် ကံကောင်းမဲ့အောင်ပါလီဒီနံပါတ်ကတော့1နဲ့3ညနှလုံးထဲမှာတစ်လုံးလုံးကိုပိုင်ခံပြီးတော့ကံကောင်းမဲ့အောင်ပါလီဒီနံပါတ်ဖြစ်ဒီလိုပါကံကောင်းစီတဲ့အယောင်ကအဖြူရောင်ဖြစ်ပါတယ်ဧပြီလတလထဲမှာတောက်ကြနေမူပါသောမိတ်ဆွေများဘယ်ကိစ္စပဲဖြစ်ဖြစ်အဆင်ပြေချောမွေးဖို့ဆိုရင်မုံလုံးကြီးပေါ်ခြေလုံးကိုပကံများထဲမှာထည့်ပြီးဘုရားဆုံးတော်ကပ်ပါပူတဲ့ကိုယ့်အိမ်မှာလုပ်တဲ့မုံလုံးကြီးပေါ်ကိုအိမ်နေလိုက်ပြီးတော့ဝေငှလိုက်ပါဒါအပြင် ရွှင်အေးတို့မုလက်ဆောင်တို့နောက်ပြီးတော့အေးတဲ့အေးတို့ဇဒုတိစာပြုလုပ်ခြင်းအားဖြင့်လည်းအလှလုပ်ခြင်းအားဖြင့်လည်းတောက်ကြံနေမွေးဖွားသောမိတ်ဆွေများ2025တစ်နှစ်တာလုံးတည်တောင်ကံကောင်းနိုင်ပါတယ်အဲ့တော့တောက်ကြံနေမွေးဖွားသောမိတ်ဆွေများအနေနဲ့ကျွန်တော်နဲ့ဗီရင်မေးဖို့ဆိုရင်၄၃လုံး၅လုံး၈လုံးညနှစ်ထဲမှာကျွန်တော် KP တို့ဝေးတို့ ဖိုင်ဘာတို့ဖွင့်ထားပါတယ်တယောက်ကို15000ယူပါတယ်အားတဲ့ခါကျရင်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်အဲ့တော့မအားလို့ပြန်မဖြည့်ဘူးဆိုလို့ရှိရင်လည်းနားလည်းခွင့်လို့ပေးစီလို့ပါတယ်တောက်ကြံနေမူပါသောမိတ်ဆွေများအားလုံး2025နှစ်သစ်ဘူးဧပြီလကနေစပြီးမြန်မာနှစ်သစ်ကူလာဒီလကနေစပြီးတော့တနှစ်တာလုံးတကြံတွင်းမှာလည်းတကြံရည်ဖြင့်အညံ့ခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရပြီးတော့လူနိုင်တန်းနိုင်ပါစေဘာသာသာသနာကိုစောက်ရှောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာတနင်္လာနေ့မိုးဖောက်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025 April လအတွက်စနေနေ့မိုးဖောက်သောမိတ်ဆွေများရရှိတဲ့နမိတ်က The Sun ရဲ့နေမင်းရဲ့သားတော်လို့နမိတ်ရပါတယ်ကောင်းတဲ့နမိတ်နဲ့ဆိုးတဲ့နမိတ်ဆိုရင်ကောင်းတဲ့နမိတ်ထဲမှာပါပါတယ်ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ် အလူတန်းနေလောက်ရလိမ့်မယ်။နောက်သားသမီးအတွက်လည်းအကူအညီကောင်းထောက်ပံ့ကောင်းတွေသားသမီးကိုလှုပ်ပေးတာလည်းရတယ်။သားသမီးကလည်းကိုယ့်ကိုအကူအညီကောင်းထောက်ပံ့ကောင်းရပါလိမ့်မယ်။ငွေကြေးကံကောင်းမယ်။နောက်ပြီးတော့အလုပ်ကံကောင်းမယ်။အရှိပြောင်းကောင်းမယ်။အခြေခံအိမ်တော်ရေးကံလည်းအထူးပြောစရာမလိုပါဘူး။ဘယ်ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့ကံကောင်းမှုဆိုလို့ရှိရင်ကလေးတွေကိုဟလာ ဒွင်းမွေခြင်းအပြင်ဥပမာမုံလုံးကြီးပေါ်တော်လကောင်းအေးတော်လကောင်းအချွေးတော်လကောင်းဧပြီလတလထဲမှာကလေးတွေကိုအလူလုတ်ခြင်းအပြင်စနေနေ့မွေးပေါ်သောမိဆွေတွေပို့ပြီးတော့ကံကောင်းပါလိမ့်မယ်ထီထိုးကံစမ်းမယ်ဆိုရင်တော့ကိုယ်တလုံးထဲကိုအပိုင်ကံပြီးတော့ကံကောင်းမဲ့အောင်ပါလိထီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစီတဲ့အယောင်ကအပြာယောင်ဖြစ်ပါတယ်အဲ့တော့တောက်ကြံနေမွေးပေါ်သောမိဆွေများအနေနဲ့ကျွန်တော်နဲ့ဗီရင်မေးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှစ်ထဲမှာ Viber KB Wave ဖွင့်ထားပါတယ် Viber ကနေအကြောင်းကြားပါ KB Wave ကနေညံပူစော်က1000ခွဲယူပါတယ်တအုပ်တအုပ်ကိုအဲ့တော့အားရင်ကျွန်တော်ဖြည့်ပေးပါမယ်အကဲ၍မအားလို့ပြန်ပြီးတော့ဆက်ဖြစ်ရင်လည်းနားလည်ခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့စနေနေ့မူဖော်သောမိတ်ဆွေများတကြံတွင်းမှာလည်းတကြံရည်ဖြင့်ဒီကျန်းစွာ အန္တရာယ်ကင်းစွာဖြတ်သန်းပြီးတော့2025တနှစ်တာလုံးလဲနှစ်တစ်ကူကနေတနှစ်တာလုံးလဲငွေကြေးလူမှုရေးစီးပွားရေး ိမ်တွေအိမ်တော်ကြီးအခြေအနေတွေအားလုံးအေးချမ်းစွာအောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ